ချက်ဟင်းကားသီးမှာအာဟာရဓာတ်တွေအများကြီးပါဝင်ပြီးကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေရှိသလိုသတိထားစားသုံးသင့်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။ကောင်းကျိုးများသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ခြင်းကျန်းဟင်းကားသီးမှာသွေးတွင်းတကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ဓာတ်တွေပါဝင်လို့စီးကျိုယောဂါရှိသူတွေအတွက်အထူးသင့်တော်ပါတယ်။ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ခြင်း ကျန်းဟင်းကားသီးမှာဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်လို့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။အစာခြေစနစ်ကိုကောင်းမွန်စေခြင်းအမြင်ဓာတ်ကြွယ်ဝစွာပါဝင်လို့အစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းကျုပ်ခြင်းကိုလည်းတက်တာစေပါတယ်။အသားရည်ကိုကောင်းမွန်စေခြင်းဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအသားရည်ကိုကျန်းမာစေပြီးဝက်ချံနဲ့အမာရွတ်တွေကိုတက်တာစေပါတယ်။ ကိုလေးချိန်ကိုထိမ့်ညိပေးနိုင်ခြင်းကယ်လိုရီနည်းပြီးအမြင့်တက်များလို့ကိုလေးချိန်ကိုထိမ့်ညိပေးနိုင်ပါတယ်။ကင်ဆာယောဂါကိုကာကွယ်ပေးနိုင်ခြင်းကြက်ဟင်းကားသီးမှာကင်ဆာဆဲတွေကိုတိုက်ထုတ်ပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။အသည်းကိုကာကွယ်ပေးနိုင်ခြင်းအသည်းကိုအစိတ်တောက်တွေကနေကာကွယ်ပေးနိုင်ပါတယ်။သွေးရင်းကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်းမကောင်းတဲ့ကိုလက်စထရောကိုလျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စတရောကိုတိုးစေပါတယ်။ဆိုးကျိုးများသွေးရင်းတကြားဓာတ်ကိုအလွန်ကျုံလျှော့ချနိုင်ခြင်းစည်းကြိုယောဂါရှိသူတွေကြက်ဟင်းခါးသီးကိုအလွန်ကြုံစားသုံးရင်သွေးရင်းတကြားဓာတ်ကိုအလွန်ကြုံလျှော့ချနိုင်ပါတယ်။ကိုဝင်ဆောင်မိခင်တွေအတွက်အနည်းရှိနိုင်ခြင်းကိုဝင်ဆောင်မိခင်တွေကြက်ဟင်းခါးသီးကိုအလွန်ကြုံစားသုံးရင် ကိုဝင် ပြတ်ကျနိုင်ပါတယ်။အချို့သူတွေမှာဝမ်းလျှော့ခြင်း၊ဗိုက်အောင်ခြင်းနဲ့ အော့အန်ဂျင်တို့ကိုဖြစ်စေနိုင်ခြင်းအထူးသဖြင့်ကြံဟင်းကားသီးကိုအလွန်ကြုံစားသုံးရင်ဖြစ်တတ်ပါတယ်။အချို့ဆေးဝါးတွေနဲ့ဓာတ်ပြုတ်နိုင်ခြင်းစီးကြိုယောဂါဆေးတွေးကျဲဆေးစတဲ့ဆေးဝါးတွေနဲ့ဓာတ်ပြုတ်နိုင်လို့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ခွဲစိတ်မှုခံယူရမိသူများအတွက်တင့်လျော်မှုမရှိခြင်းကြံဟင်းကားသီးသည် တွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်သောကြောင့်ခွဲစိတ်မှုမခံယူမီနှင့် ခွဲစိတ်မှုခံယူပြီးနောက်ပိုင်းနှစ်ပတ်ခန့်အထိကြက်ဟင်းခါသည့်ကိုမစားသုံးသင့်ပါအချို့လူများတွင်ဓာတ်မတည့်မှုများဖြစ်စေနိုင်ခြင်းရားရံခြင်းအင်းပြင်းထခြင်းအသက်ရှူရခက်ခဲခြင်းစသည့်လက္ခဏာများဖြစ်ပေါ်ပါကဆရာဝန်နှင့်ချက်ချင်းပြတာပါတတိပြုရန်ကြက်ဟင်းခါသည့်ကိုအလွန်ကြုံမစားသုံးသင့်ပါကိုဝင်ဆောင်မိခင်တွေနဲ့노တိုင်းမိခင်တွေဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ် ဈေးဝါတစ်ခုခုတောက်သုံးနေသူတွေဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ကြဟင်းကားကြီးကို စားသုံးပြီးနောက်မတက်မတာဖြစ်ရင်ဆရာဝန်နဲ့တိုင်ပင်ပါ။ကျဟင်းကားဒီမှာ ကျမ်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးရှိပေမဲ့သတိထားစားသုံးသင့်ပါတယ်မိမိရဲ့ကျမ်းမာရေးအခြေအနေနဲ့ကိုက်ညီမှုရှိမရှိကိုဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးတာအကောင်းဆုံးပါဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်